အားလုံးမမင်္ဂလာပါဒီခေတ်မှာမပြောဘဲမနေနိုင်လို့ဘုရားသခင်ကနှိုးဆော်လို့ပေါ့နော်ကျွန်တော်ပြောပြ channel လေးတစ်ခုရှိတယ်ကြာရင်တော့ like ပေးခဲ့ပေါ့နော် share တော့မ share နဲ့ဘာကြောင့်လဲဆိုတော့ကျွန်တော်ပြောတဲ့အရာကိုတချို့လက်မခံနိုင်တဲ့သူတွေလည်းရှိကောင်းရှိနိုင်တာမဟုတ်လို့ကြာရင်တော့ like ပေးခဲ့ပါ share ချင်းတော့မပြုတ်ပါနဲ့လို့မိသားရက်ခံပါတယ် ဘာအကြောင်းအရာကို ပြောပြချင်တာလဲဆိုရင်ကျွန်တော်ယုံကြည်သူတွေကနှုတ်ကပတ်တော်အတိုင်းအသက်ရှင်ဖို့ရန်အတွက်ဘုရားသခင်အလိုတော်ရှိတယ်ဆိုတဲ့အရာကိုပြောပြချင်တယ်နှုတ်ကပတ်တော်အတိုင်းတိတိကျကျသူတွေမသိဘုရားသခင်ရဲ့စကားကိုကြောက်ရွံ့ယူတည်ခြင်းအပြင်လိုက်နာဖို့ဘုရားသခင်ကအလိုတော်ရှိတဲ့အရာကိုပြောချင်တယ်ဘာကြောင့်အဲ့လိုပြောရလဲဒါကလူတိုင်းသိပြီးသားဖြစ်ပါလိမ့်မယ်ဒါပေမဲ့တချို့သောသူတွေက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တမာချမ်းချမ်းစာကိုကိုကြိုက်တာပဲဆွဲယူပြီးတော့ကိုလိုချင်တာပဲယူပြီးတော့ကိုအသက်ရှင်ခြင်းတလို့အသက်ရှင်တဲ့လူတွေမြန်မာဆိုတာရှိတယ်။နောက်ပြီးတော့ဒီတမာချမ်းစာတွေကိုပဲနှစ်ချက်ကွက်နင်းတယ်ပေါ့နော်။ခေတ်စကားနဲ့ဆိုနှစ်ချက်ကွက်နင်းပြီးတော့သူတို့လှုပ်ချင်တယ်လို့လှုပ်တယ်။ဒီတမာချမ်းစာကိုအာလောကမှာနေနေသေးတာပဲဆိုတဲ့သခင်ယေရှုရဲ့မိမာချက်သခင်ယေရှုရဲ့စကားတွေကိုနှစ်ချက်ကွက်နင်းပြီးတော့ အဲသူတို့လိုက်နာခြင်းနဲ့အရာလောက်ပဲလိုက်နာတဲ့လူတချို့တွေရှိတတ်ကြတယ်ဆိုတော့ဒီဟာလေးမျိုးဘာဟာကိုပြောချင်လဲဆိုရင်ဒီတမချန်းစာဆိုတာကလည်းဖျားတခင်ကလောကမှာနေတဲ့အချိန်တော်တွင်မှာလူတိုင်းအတွက်လိုအပ်လို့ပေးထားတဲ့ဖျားရဲ့အသက်ရှင်သောနှုတ်ပတ်တော်ဖြစ်ပါတယ်ဒါကြောင့်မလို့ကိုလိုချင်တဲ့အပိုင်းကိုပဲနှစ်ချက်ကွက်နင်းပြီးတော့ဗောနော်လိုချင်သလိုယူမယ်ယူချင်သလိုယူမယ်လောက်ချင်သလိုလုပ်မယ် လိုက်လျှောက်ခြင်းတို့လိုက်လျှောက်မယ်ဆိုပြီးတော့နေလို့မရပါဘူးသခင်ယေရှုခရစ်တော်ဘုရားလောကမှာလူစားတိခံပြီးတော့အသက်ရှင်ကြွာစင်းလာတော့ကလည်းလောကမှာရှိတဲ့လူသားတွေအတွက်ပဲသခင်ယေရှုကလည်းလောကမှာရှိစင်မှာမြောင်များစွာသောနိုင်ငံတော်နဲ့ဆိုင်တဲ့နှုတ်ကပတရားတော်တွေကိုပေါ့နော်ဘုရားသခင်နှုတ်တော်တွေ့စကားတွေကိုမြောင်များစွာသူတုံသင်ပေးခဲ့တယ်အဲ့ဒီတုံသင်ချက်တွေကယခုလက်ရှိကျွန်တော်တို့ဖတ်နေတဲ့တမန်ကျမ်းစာ ဖြစ်ပါတယ် အဲကြောင့်မလို့လောကမှာနေစင်မှာပဲလောကမှာလိုအပ်လို့ကျွန်တော်တို့ကဒီနုကပတ်တော်ကိုကျွန်တော်တို့အာဖျားသခင်ရဲ့စကားတော်ကိုပေါ့နော်တိတိကျကျလိုက်နာဖို့လိုအပ်ပါတယ်ဆိုတော့ပြောချင်ပါတယ်တချို့ကစင်ကျင်ပေးတတ်လို့ပါဘလို့ပေးလဲဟာလောကမှာနေသေးတာပဲလောကသားပဲဇာတိသားပဲဇာတိသားတွေဖြစ်သေးတာပဲဒါကတော့လောကနဲ့တဘောနဲ့ညီထွေအောင်လုပ်ရမှာပေါ့နှုတ်ကပတ်ကိုစန့်ကျင်ပြီးတော့ပေါ့နော်တချို့ကအဲ့လိုမျိုးအသက်ရှင်ဖို့ရန်အတွက် အာမိမိကိုကိုမိမိအာအသက်ရှင်တတ်တယ်ပေါ့နော်အသက်ရှင်ဖို့ရန်အတွက်သူတို့ဒီနှုတ်ကပတ်တော်ကိုလိုက်လျှောက်တတ်ကြတယ်မှားယွန်းစွာနဲ့လိုက်လျှောက်မိတယ်မှားယွန်းစွာနဲ့နှုတ်ကပတ်တော်ကိုဝင်ခံပြီးတော့လိုက်လျှောက်မိတတ်တဲ့သူတွေတချို့ရှိပါတယ်အဲ့ဒါကတကယ်ကိုပဲမကောင်းတဲ့အရာဖြစ်တယ်ဘုရားသခင်မနှစ်သက်ဘူးလို့ဒီကနေ့ဘုရားကနှိုးဆော်တဲ့အရာလေးကိုအာကျွန်တော်အနှဲငယ်လေးပြန်ပြောပြချင်တာဖြစ်ပါတယ်အဲကြောင့်မလို့နှုတ်ကပတ်တော်ကိုဘုရားသခင်ရဲ့အသက်ရှင်တော်မူသောနှုတ်တော်စကားအဖြစ် ကြောက်ရွံ့ယူသည်သောအဖြစ်တသွေမသိနှုတ်ကပတော်တိုင်းကျွန်တော်လိုက်လျှောက်အသက်ရှင်နိုင်ဖို့လိုအပ်တယ်ထို့တို့လိုက်လျှောက်အသက်ရှင်နိုင်ဖို့ကိုလည်းတန်ရှင်သောဝိညာဉ်တော်ဖခင်ကကျွန်တော်တို့ကိုအစဉ်မြဲလမ်းပြပို့ဆောင်နေခွန်အားပေးနေတဲ့ဖခင်ဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဘုရားသခင်နှုတ်ကပတ်တော်တမန်ကျမ်းစာကိုနှစ်ချက်ကွက်နင်းပြီးတော့ကိုလိုချင်သလိုယူကိုလုချင်သလိုလုပ်ပြီးတော့လောကမှာနေသေးတာပဲလောကသားပါပဲဆိုပြီးတော့အာနှုတ်ကပတ်တော်ဘုရားသခင်တမန်ကျမ်းစာကိုမိမိရဲ့စိတ်အထင်နဲ့ မိမိလှုပ်ချင်သလိုလှုပ်ပြီးတော့ယူပြီးတော့အသက်ရှင်လို့မရပါဘူးလိုသလိုတုံးပြီးတော့ဆွဲအသုံးပြုပြီးတော့နှုတ်နှုတ်ကပတ်တော်ကိုအာတမချန်းစာကိုလိုသလိုအသုံးမပြုကြပါနဲ့လိုသလိုကိုကြိုက်ရဆွဲပြီးတော့အသုံးမပြုသင့်ပါဘူးဆိုတဲ့အရာလေးကိုပေါ့နော်ဒီကနေ့ဒီကနေ့အနည်းငယ်လေးမိနစ်အာ၄မိနစ်စာလောက်လေးပေါ့နော်ကျွန်တော်ဖရားရဲ့နှိုးဆော်ခြင်းကြောင့်ဝင်ကပြလိုက်ချင်ပါတယ်ဒီအားလေးအပြင်အားလုံး ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တမန်ကျမ်းစာကိုတတိထားဆင်ခြင်ပြီးတော့လေးလေးနက်နက်နဲ့ဘုရားသခင်ကိုကြောက်ရွံ့ရိုသေသောစိတ်နဲ့ဘုရားရဲ့စကားတော်ကိုတန်ရှင်တော်ဝိညာဉ်တော်ပေးတော်တကူတော်အားဖြင့်တန်ရှင်တော်ဝိညာဉ်တော်ပေးတော်ဉာဏ်ပညာအားဖြင့်တန်ရှင်တော်ဝိညာဉ်တော်ပေးတော်ခွန်အားအားဖြင့်လျှောက်အသက်ရှင်နိုင်တော်သူတွေဖြစ်ကြပါစေယေရှုနာမ၌ဆုတောင်းပေးပါတယ်ဂျေဇုတင်ပါတယ်